တမန်ချင်းများပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွမ်းဝေပါ19ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းအနေနဲ့ပထမဆုံးစမှာဆိုကျွန်တော်တို့တီဘောနဲ့ပတ်သက်ပြီးတော့အရင်မှစမယ်လက်ရှိတီဘောကိုဒါနေမြရှင်းလင်းမှုတွေဒါတမန်တော်စစ်ကြောင်းတွေကဒါအများပြားဝင်ရောက်ရှင်းလင်းနေရရှိတယ်ဒီခလာရ23အေရိယာဝန်းကျင်ကိုဒါတမန်တော်စစ်ကြောင်းတွေထိုးပြီးတော့ဒါနေမြရှင်းလင်းမှုတွေဆောင်ရွက်နေပြီအဲ့တော့ဂျမ်ဘက်ပဒက်ရလီကတော့ခွေးပြီးဝက်ပြီးတွေပြီးနေရပြီအဲ့တော့တမန်တော်ကကြောင်မဲ့တီဘောနောင်ချိုရပြီဖြစ်တဲ့အတွက်မကြခင်မိုးကုတ်လာပါလိမ့်မယ်အဲ့တော့ မိုးကုတ်ကိုဘယ်လိုလာမလဲဆိုတာတော့ကျွန်တော်တို့လည်းမသုံးသက်တတ်ဘူးအဲ့တော့ကျွန်တော်ထင်ပါတယ်မိုးကုတ်ကလည်းဆက်လက်ပြီးတော့အောင်မြင်နေအောင်မဲ့မျိုးတစ်မျိုးလို့ထပ်ပြီးတော့ကျွန်တော်ပြောပြရသေးတယ်နောက်တစ်ခုကဒီခလာ3ဒီ sorry ဒီခလာ23ပေါ့နော်ခလာ23ဒီရဲမီတွေဒါထွက်လာတဲ့အချိန်ကထွက်လာတဲ့အချိန်ကဒီလမ်းမှာကျွန်တော်တို့ဂဲနဲ့ဝိုင်းပောက်တဲ့ပြည်သူလူထုရှိတယ်ဗျနော်ဒါအကြံပတ်အားပေးတယ်နော်ပြီးရင်ဒီလဖက်ရည်ဆိုင်ကနေပြီးတော့ကိုလဖက်ရည်ဆိုင်ကနေပြီးတော့ ဒါဂိမ်းနဲ့ဝိုင်းပေါက်တဲ့ဖွဲ့ရှိရပြီးလို့ရှိရင်ကျွန်တော်တို့အကြံပတ်တွေအားပေးရတဲ့ဒါအသုံးအသုံးစကားရှိရစစ်ခွေးစစ်ခွေးဆိုတဲ့အသုံးအနှုန်းစကားရှိရအဲ့စကားတွေနဲ့တို့ထိုးနှက်ခဲ့တဲ့အဲ့ဒေတာကန်ပြည်သူတွေအခုဆိုရင်တော့တမတော်ဝါဒီဒီဘောကိုဒါစန္ဒမူနာဖြစ် လုံနေပါပဲနော်လုံနေပါပဲအဲ့တော့တချို့ဒေတာကန်ပြည်သူတွေလည်းဒါပြန်ဝင်လာပြီဒါဒီဘောမှာပြန်နေစီကားမှုတွေပြုတ်လုံနေပြီပြီးလို့ရှိရင်ဒီအကြံပတ်အားပေးနော်ပြည်သူလူတို့ကိုလည်းဒါတမတော်ကလိုက်လံရှာဖွေပေါ်ထုတ်ပြီးတော့အေးအေးယူမှုတွေပြုလုပ်ဖို့လုပ်နေပါတယ်အဲ့တော့ ကိုလဖိဆန်တော့လောလောတယ်ပိတ်သွားပြီအဲသူတို့ကတော့သိတဲ့အတိုင်းပဲနော်သူတို့အကြံပတ်တည်းရလေမရှိတော့ဘူးဆိုကြတဲ့ကသူတို့လည်းစွခွာသွားပြီစွခွာသွားပြီအဲဆိုင်ကြီးပဲထားခဲ့တယ်အဲ့ဆိုင်ကိုတော့ကျွန်တော်ထင်တယ်နိုင်ငံတော်ကနေပြီးတော့ချိတ်ပိတ်ပြီးတော့ပိန်းဆဲမှာဖြစ်ပါတယ်နော်ပြီးရင်နောက်ထပ်စီဆိုင်တွေလည်းရှိသေးတယ်တော်တော်များများဒါသူတို့ရဲ့ data တွေကိုလည်းကျွန်တော်တို့တွေစူးစမ်းပြီးပါပြီเนาะအဲ့အဲ့နေရာတွေအကုန်လုံးတော့ချိတ်ပိတ်ပါလိမ့်မယ်ပြီးလို့ရှိရင်ဒီတမတော်သားဗျာเนาะတမတော်သားတကယ်အဲ့လူအဲ့လူလူတွေခင်ဗျားတို့တွေးရံပြီးသိအောင်ပါမပြမယုံမရှိနဲ့ကျွန်တော်ပြောရင်လွဲခဲ့တယ်အဲ့ကောင်တွေတွေးရံသိအောင်ပါ ။ဘာဖြစ်လို့လဲဆိုတော့ကိုလေတချိန်ကတမလို့သားတယောက်လှုပ်ခဲ့တယ်။တမလို့သားနိုင်ငံဝန်ထမ်းတယောက်လှုပ်ခဲ့တယ်။ဒါတောင်မှတမလို့ကထွက်ပြီးတော့အကြံပတ် PDF ကိုနော်အကြံပတ် NUG ကိုဟို sorry အကြံပတ် TLD ကိုထောက်ခံအားပေးပြီးတော့ဒီခါလာ23ထဲမှာရှိတဲ့ data အချက်လက်တွေကိုဖော်ထုတ်ပြီးတော့ပေးတဲ့လူတချို့နော်ဝန်ထမ်းတချို့ဝန်ထမ်းဟောင်းတွေပေါ့နော်ဝန်ထမ်းတချို့မကြခင်ခင်ဗျားတို့လည်းလာပါလိမ့်မယ်ခင်ဗျားတို့လည်းလာပါလိမ့်မယ်ဟောဓမင်းဝအောင်တော့စားထား နော်တက်မတော်ဆန္ဒမနာပြလုပ်ပါလိမ့်မယ်ကျွန်တော်ဒီမှာလည်းဒါ data တွေကိုစုစည်းပြီးသွားပါပြီနော်အော်တက်မတော်ကဒီတိဘောကိုလက်ရှိတာနေမြေရှင်းလင်းမှုတွေလုပ်နေပြီဒီခလာရ23ဒီ area ဝန်းကျင်ကိုရောက်ပြီးတော့နေမြေရှင်းလင်းမှုတွေလုပ်နေပြီမကြခင်ကျွန်တော်မိုးကုတ်စီတို့သွားမှာဖြစ်ပါတယ်နော်ထပ်ပြီးတော့ဒီနေ့ဒါတက်မတော်ကဟိုနတ်ဆန်နတ်ဆန်ကိုဒါတက်မတော်လေချောင်းနဲ့ဘုံကျက်တစ်ခါရှင်းလင်းခဲ့တယ်ရှင်းလင်းခဲ့တဲ့ချိန်မှာအကြံပတ်တရလေတွေဒါဆုတ်ခွာပြီးသွားတယ်အကြံပတ်တရလေတွေအများပြဒဏ်ရာရရှိခဲ့ပြီးတော့အများပြသိဆုံးမှုရှိခဲ့တယ်လို့လည်းသိရတယ်အဲ့ဒီကနေမှတချို့သောဒါဒေတာကံပြည်သူတချို့လည်း ထိဟိုထိခတ်ရှာနာမှုတွေရှိခဲ့တယ်လို့သိရတယ်။ငါတော့ကျွန်တော်အမြဲတမ်းပြောနေကြစကားတိုင်းပြောရမယ်ဆိုလို့ရှိရင်ရေတစ်ခွက်တိုက်ရင်တော့မှအကြမ်းဖက်ကိုရေတစ်ခွက်တိုက်ရင်တော့မှဒါအကြမ်းဖက်မှုမြောက်တာဖြစ်တဲ့အတွက်အခုထိခတ်တည်ဆုံးမှုကလည်းဒါအကြမ်းဖက်အပိတွေပဲဖြစ်မှာပါနော်။အကြမ်းဖက်အပိတွေပဲဖြစ်မှာပါ။ဒါကြောင့်မလို့လက်ရှိဒီနေ့တက်မတော်ကလေချောင်းကနေပြီးတော့ဒါပေါက်ခွန့်ပြသွားတဲ့အချိန်ဒီမှာဒါအကြမ်းဖက်တည်ရလေတွေအကြဆုံးထိခတ်ရှာနာတယ်အများများတယ်လို့သိရတယ်။အဲ့တော့တည်ရလေကလည်းဟိုလက်ရှိသူတို့အချင်းချင်းတော့မှသုံးဘွဲ့ကွဲနေတယ်သုံးဘွဲ့ကွဲနေတယ်တစ်ဖွဲ့ကငင်းငင်းလိုချင်တယ် တဖွဲ့ကလက်နက်ချခြင်းတယ်တဖွဲ့ကကျတော့ကိုသည်သူသည်တိုက်ရှင်တယ်ဆိုတော့ကောင်နေအခုချိန်ဒီအုံတော့ယူတဲ့ကောင်နေရှိသေးတယ်ယူနေကောင်နေရှိသေးတယ်ကိုသည်သူသည်တိုက်ရှင်တယ်တဲ့နော်ဟိုစစ်ကိုဘလို့နီးနေမှဟိုငញ្ញိုင်းလက်မှတ်မထိုးနိုင်ဘူးဆိုတော့ကောင်နေနော်အဲ့ကောင်နေကတသက်တဖွဲ့နော်ငញ្ញိုင်းလက်မှတ်ထိုးခြင်းတယ်သူတို့လက်နက်တော့မအဖူးဆိုတဲ့အဖွဲ့ကတဖွဲ့နောက်တစ်ခုကလက်ဟိုသူတို့ကိုပြည်နယ်တတ်မှတ်ပြီးပြည်နယ်တတ်မှတ်ပြီးရင်သူတို့လက်နက်တွေစွန့်မယ်လက်နက်တွေစွန့်ပြီးသွားလို့ရှိရင်ဒီဤသူစစ် ပုံစံမျိုးနဲ့သူတို့ပြန်ပြီးအသွင်ပြောင်းမယ်ဆိုတဲ့အဖွဲကတစ်ဖွဲအဲ့တော့သုံးဖွဲကွဲနေတယ်သုံးဖွဲကွဲနေအနေထားရှိတယ်အဲ့တော့တရလီရလည်းသူ့လူစုနဲ့သူကွဲတော့မှာဖြစ်တယ်လို့တော့မြန်မာနိုင်ငံမှာ2026ကြာရင်အကြမ်းဖက်ကင်းစင်နေမြေတွေဖြစ်ပါတော့မယ်နော်အကြမ်းဖက်ကင်းစင်နေမြေတွေဖြစ်တော့မယ် PDF တွေကလက်ရှိအနေထားရဒီပြည်သူတွေရဲ့အရင်တော့ကတော့သူတို့စပြီးလက်နက်ကင်ခဲ့တဲ့အချိန်ကတော့ပြည်သူလူထုကအားပေးတာပေါ့နော်ပြည်သူလူထုကအများပြားအားပေးတယ်ရောရောင်ပြီးတော့စာမတက်တဲ့လူရောစာတက်တဲ့လူရောအုံတော့ရှိတဲ့ကောင်အုံတော့မရှိတဲ့ကောင်တွေရောဟာငါတို့ NUG နော်ငါတို့ PDF ငါတို့ပြည်သူကာကွယ်ရေးတပ်ကသားလေးရဲ့ဒီစစ်အာဏာရှင်ကြီးကိုအလုံးစုံပြစ်သွင်းအောင်တိုက်ထုတ်ပေးနိုင်လိမ့်မယ်လို့သူတို့တွေအများကြီးညှို့လင့်ပြီးတော့ကျတော့ထောက်ခံခဲ့ရရှိတယ်။အခုလက်ရှိတိုက်ပွဲကာလ9နှစ်ကာလအတွင်းမှာဒီ NUG အနေနဲ့လည်းဘာမှကောင်းကောင်းပုံမဖော်နိုင်တယ်လို့မြေပြင်မှာစစ်တိုက်နေတဲ့အကြမ်းဖက် PDF တွေကလည်းပုံမဖော်နိုင်တဲ့အပြင်သူတို့စုမှုထားတဲ့နေမြေတွေကဒေသခံပြည်သူတွေကိုပားရိုက်နားရိုက်ခွေးလိုမောင်းနော်ဟိုဇွဲကြိုးချတတ်တာတွေပြီးရင် တန်ငယ်မရိမှုတွေကျူးလွန်နေပြီးရင်မရိမှုတွေတောက်လျှောက်ကျူးလွန်နေခိုးဆိုးလူနိုင်မှုတွေကျူးလွန်နေသူတို့တက်ပြစ်လိုက်လို့ရှိရဲ့ဒလန်အားပေးနော်ဒလန်ဆိုတဲ့ခေါင်းစဉ်တွေနဲ့တတ်တာဖြစ်တဲ့အတွက်လက်ရှိအဲ့ဒီမှာခံနေရတဲ့ဒေတာကံပြည်သူတွေကဘယ်ဟာကပထွေးဘယ်ဟာအဖေအရင်ဆိုတာကိုသိသွားပြီးတော့လက်ရှိရွာတွေထဲတော်မှဒီအကြမ်းဖက် PDF တွေကိုဝန်ကုန်းမပြုတ်တော့ဘူးမောင်းထုတ်နေရရှိတယ်လက်ရှိဗီဒီယိုဖိုင်တွေတော်တော်များများမှလည်းကြည့်ကြည့်လိုက်ပါဒေတာတွေမှာနော် NUG နဲ့ဒီအကြမ်းဖက် PDF တွေကိုမထောက်ခံတော့ဘဲနဲ့ မြေနဲ့ဆောက်ပြဒနာတွေတက်နေတဲ့ဗီဒီယိုဖိုင်တွေကြီးပဲတွေ့ရပါတယ်เนาะဗီဒီယိုဖိုင်တွေကြီးပဲတွေ့ရတယ်ဒါကြောင့်မလို့မကြခင်ကျွန်တော်မြန်မာနိုင်ငံမှာအကြမ်းဖက် PDF ဆိုတာကင်းစင်နေမြေတွေဖြစ်တော့မယ်အဲ့တော့ကင်းစင်နေမြေတွေဖြစ်လာတာနဲ့အမြကျွန်တော်ရဲ့ဒေတာခံပြည်သူတွေဒီပြည်သူလူတို့အများစုပေါ့เนาะအညာဒေတာကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်အုတ်ကူနီနီလေးတွေတွေ့ရင်သေးကွန်ကော့ပတ်မှုဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်เนาะအဲ့တော့မကြခင်2026ရောက်ပြီဆိုတာနဲ့အကြမ်းဖက်ကင်းစင်နေမြေရောက်ပါတော့မယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒီလေးကေကောလေးကေကောကိုတက်မတော်ကဒီနေ့အလုံးစုံ ထင်းချုပ်ပြလိုက်ပြီဖြစ်ပါတယ်နော်ထင်းချုပ်ပြလိုက်ပြီအဲ့တော့လေးကစ်ကိုတိုက်လာခဲ့တဲ့လတလနှစ်လလောက်တော့ကြာမယ်ထင်တယ်ဟုတ်တယ်နှစ်လလောက်ကြာခဲ့တယ်ဒီနေ့တော့ဒါတမတော်ကအဲ့လေးကစ်ကောမှာရှိတဲ့ဘေးပတ်ချလဲရစခန်းကုန်းတွေပါအကုန်လုံးကိုတမတော်အလုံးစုံထင်းချုပ်ပြီးတော့လေးကစ်ကိုတက်ကပြန်လဲထင်းချုပ်ပြလိုက်ပါပဲနော်ဒါကတော့လေးကစ်ကောအချိန်နဲ့ပတ်သက်ပြီးတော့တင်ပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီရခိုင်ပြည်နယ်ကနေဟိုပါနေကစကန်းနော်အားလုံးသိတဲ့အတိုင်းတော့ကဘာလုံးစကန်းလို့ခေါ်ပါဘောအဲ့မှာကဘာလုံးကြီးရှိတာဟုတ်ကဘာလုံးကြီးရှိတဲ့ အဲကဘာလုံးစကန်ကိုဒါအကြမ်းဖက် AA တွေကအင်အားထောင်ချီပြီးတော့ဝန်တိုက်တယ်လက်ရှိချိန်ဒီသူတို့6လကျော်ကြာတိုက်နေတဲ့တိုက်ပွဲဒီနိုင်ငံစကန်ကဘာလုံးစကန်ပေါ့နော်အဲစကန်ကိုသူတို့တွေဝန်တိုက်နေတယ်လက်ရှိချိန်ဒီမရသေးဘူးမရဘူးနော်အဲဟာကလုံးဝတမိုင်းဝင်မဲ့စကန်ကြီးဖြစ်ပါတယ်နော်တမိုင်းဝင်မဲ့စကန်ကြီးပဲဟောတက်မတော်ကလေချောင်းကနေလဲတောက်လျှောက်ပေါက်ဖွန့်ပြတယ်ပြီးလို့ရှိရင်ဒီမြေမြန်ရှိတဲ့ရာရှိစစ်တွေကလည်းကောင်းကောင်းကြီးတွေ့ထုတ်ပြတဲ့အတွက်အကြမ်းဖက် AA တွေအနေနဲ့ လက်ရှိအနေထားရမီတာ6000တော့အကွာကိုရောက်သွားပြီစခန်းကိုမကတ်နိုင်သေးဘူးမကတ်နိုင်သေးဘူးအဲ့တိုက်နေတာကတော့ A ရနေတယ်ဗျ A ရနေတယ်ချင်း PDF တွေပါတယ်ပြီးလို့ရှိရင်အညာသားအညာဗဒက်ဆာမတက်ပြီမတက် PDF တွေပါပါတယ်နော်အဲ့အဖွဲတွေနဲ့တိုက်ခိုက်နေပါတယ်အဲ့တော့တိုက်ပွဲကတော့လက်ရှိချိန်ထိဆက်လက်ပြင်းထန်နေတယ်ဟော A ရလည်းစုတ်တက်တက်ပြီးတော့တိုက်နေတယ်လို့တက်မတော်သားတွေကလည်းအပေါ်စီကနေပြီးတော့ကောင်းကောင်းကြီးတွေ့တီးနေပါတယ်နော်တွေ့တီးနေပါတယ်မကြခင်နေ့ကစခန်းရတယ် ောင်မြင်နေမှလိမ့်မယ်နော်အကြံပဲ AD နဲ့ဆစ်ရှုံးပြီးတော့ပြန်ဆော့ပါလိမ့်မယ်အဲ့တော့တက်မတော်ကရခိုင်ကိုလည်းကောင်းကောင်းကြီးဆော့ပါလိမ့်မယ်လက်ရှိအနေထားရဒီရှမ်းမြောက်ကိုအဓိကဖိအားပေးပြီးတိုက်နေတာဖြစ်တဲ့အတွက်ရှမ်းမြောက်ကတော့အမြဲတမ်းအောင်မြင်နေနေပါတယ်အောင်မြင်နေနေပါတယ်အဲ့တော့နောက်ထပ်မျိုးတွေကဘယ်မျိုးတွေဆက်လက်ပြီးတော့အောင်မြင်နေမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်လို့မိုးကုတ်ကနော်တက်မတော်သားတွေဒိုင်ရန်ရလို့အိမ်ထဲဝင်တဲ့အချိန်မှာဓာတ်နဲ့ခုတ်တဲ့ဒုံးနဲ့ရိုက်တဲ့ဒေသခံပြည်သူတို့ ထမင်းဝအောင်စားထားပါလို့ပဲဒီလောက်ပဲ message ပေးလိုက်ပြသည်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော် တချို့တော်တော်များများတချို့လူတွေနဲ့ကျွန်တော်စကားပြောကြည့်တယ်ဗျာနော်သူတို့ရွေးကောက်ပွဲကိုသူတို့နဲ့မသက်ဆိုင်တဲ့ပုံစံမျိုးနေတဲ့ဒေသခံတချို့ပြည်သူလူတချို့ကိုကျွန်တော်တွေ့ရတယ်ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းပြောပြတယ်နားလည်အောင်ရှင်းပြတယ်ဒါဒီလိုရှိတယ်ဒီရွေးကောက်ပွဲကိုလုပ်ပေးခြင်းအားဖြင့်ကျွန်တော်တို့ဘာတွေဖြစ်တယ်ဆိုတော့ပြောပြရတယ်အကျိုးဟိုအတူချုံနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအသက်16နှစ်ပြည့်ပြီးသူတိုင်းအားလုံးဒီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ပြီးတော့မဲပေးဖို့လိုတယ် မဲပေးဖို့လိုတယ်အဲ့တော့မဲပေးလိုက်ရချင်းကျိုးကျေသူကဘာဖြစ်လာမလဲဆိုကျွန်တော်တို့အစိုးရအသစ်တရက်တက်လာမယ်အစိုးရအသစ်တရက်ကလက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးခင်းကျင်းတွေကိုသူတို့ထိန်းချုပ်နိုင်လိမ့်မယ်ထိန်းချုပ်နိုင်လိမ့်မယ်တက်ကလည်းသူ့အတူတက်ကာကွယ်ရေးကိစ္စတစ်ခုကိုကောင်းကောင်းဥတီမှာဖြစ်တယ်လို့ဒါလက်ရှိနောက်တက်လာမယ့်အစိုးရကလည်းသူ့နိုင်ငံကောင်းသားရေးတော်ကိုအဓိကဦးစားပေးပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက်နော်ဘယ်ပါတီကိုမဲပေးပါလို့မပြောဘူးဒီရွေးကောက်ပွဲမှာအားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ်ဆိုတာကိုထည့်ပြောလိုက်ပါတော့ဟမ်ပြီးတော့မင်းညကျွန်တော်ပြောတဲ့ဟိုဝပြင်းနေ ဝါပြင်းနေတဲ့ပတ်သက်လို့ဝါကမှန်တယ်ကျွန်တော်ပြည်သူတချို့ပြောတယ်လို့မျိုးဝါကိုပိုင်အုပ်ချုပ်ခွင့်ရရထားတာမှန်တယ်ဒါကတော့တရားဝင်မဟုတ်ဘူးတရားဝင်ရထားတာမဟုတ်ဘူးအဲသူတို့ပြည်နယ်လိုချင်ရင်လွတ်တော်ကနေပြီးတော့တရားဝင်တောင်းမှု2008ဖွဲ့စည်းပုံရတရားဝင်တောင်းမှုဆိုပြီးတော့ဗိုလ်ချုပ်ကြီးရပြည်ကပြောထားရှိတယ်သူတို့တရားဝင်နဲ့မဝင်ဘူးဆိုတာကိုအဲ့မှလည်းကြည့်ရှုနိုင်တယ်လို့လက်ရှိဒီကိုကန်းတို့အခြားတခြားသောအဖွဲ့အစည်းတွေပေါ့အခြားတခြားသောအဖွဲ့အစည်းတွေကဒီဝပြည်နယ်လိုမျိုးသူတို့လိုချင်တာဖြစ်တဲ့အတွက်ဒီစောက်ချိုးကိုလိုက်နေတဲ့အတွက် ဝါလိုကောင်မျိုးတော်မှာငါတို့တက်ကဒီလိုရာသက်သက်ပြေးထားတယ်မင်းတို့အောက်ကကောင်နေလောက်ကတော့အုံနောက်ထဲကိုမထည့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါဘူဂျုံကြီးယာပြေးကပြောဆိုခဲ့တာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဝါအနေနဲ့ပြင်းနေလိုချင်နေဆိုရင်လွတ်တော်ကနေတရားဝင်တောင်းမှုလိုပါတယ်